နောက်ထပ်မိကုံတစ်ခုကတော့ဖျားဂုံတော်ကိုးပါးမှာပါဝင်တဲ့ဝိဇ္ဇာသာရဏတမန်တော်မှာပါဝင်တဲ့ဂုံတော်အချက်လက်များကိုရှင်းပြပြပါရှင်ပြဝိဇ္ဇာဆိုတာဘာပါလဲသာရဏဆိုတာဘာပါလဲတမန်တော်ဆိုတာဘာပါလဲရှင်ပြအဲ့ဒီမှာနှစ်ခုပဲမိကုံကမေးရမယ်တင်ပါဗျာဝိဇ္ဇာ၃ပါးနဲ့သာရဏ15ပါးသာရဏတရား5ပါးမဟုတ်15ပါးတင်ပါဗျာဝိဇ္ဇာက၃ပါးသာရဏတရား15ပါးတမ္ပဏဆိုတာတရားကိုပြောတာမဟုတ်ဘူး အဲ့ဒီအတိညာနဲ့ပြည့်စုံတယ်ဆရဏဆိုတဲ့အကျင့်တရားနဲ့ပြည့်စုံတယ်ဝိဇ္ဇာကအတိညာဆရဏကအကျင့်တရားတင်ပါဗျာအကျင့်တရားနဲ့ပြည့်စုံမှအတိညာရနိုင်တယ်တင်ပါဗျာအကျင့်နဲ့အတိလို့ဆိုလို့ရပေါ့မှန်ပါဗျာတမ္ပဏဆိုတာပြည့်စုံမှုလို့ပြောတယ်တင်ပါဗျာအဲ့တော့ဒီမှာကြည့်ရမှာဝိဇ္ဇာတရားနဲ့ဆရဏတရားလို့နှစ်ခုခွဲပြီးတော့ပြောမယ်မှန်ပါဗျာနော်မှန်ပါဗျာအကျင့်နဲ့ရှိရမယ်အတိညာနဲ့လည်းပြည့်စုံရမယ်မှန်ပါ အကျင့်တရားကြတော့35ပါလို့ဆိုလေထင်မှာအခြေခံကစပြီးတော့ပြောရမယ်ဆိုရင်သူကအသိဉာဏ်ရဖို့အတွက်နံပါတ်1သူဟာကိုချင်းသီလကောင်းမှန်ပါဗျာနံပါတ်2ကိုချင်းသီလကိုထိမ့်သိမ့်မှုကိုရဲ့မျက်စိနာနာလျှာကာယဆိုတဲ့အာယုန်နေတဲ့ဆက်သက်မှုကိုတတိနဲ့ထိမ့်ချောင်းတယ်မှာဗျာနောက်တစ်ခုကတော့ လူတွေရဲ့အတက်မဲ့မမောဆုံးကဘာတော့ဆိုရင်အစာအစာပဲမှန်ပါဗျအဲ့ဒီအစာအစာပေါ်မှာရတတဏမဖြစ်အောင်လို့သူကအတိုင်းတာနဲ့ဒီအတွေးခေါ်နဲ့မှန်ကန်တဲ့ရွေချင်းနဲ့စားတာကိုဘောဇနီမတ္တညူတာလို့ခေါ်တယ်သူကမှန်ပါဗျကိုနဲ့တဲ့တာမတဲ့တာစားတဲ့နဲ့အတိုင်းတာပမာဏအဲ့ဒါတွေကိုဒါဆရဏတရားထဲမှာပါတယ်မှန်ပါအခြေခံကျင့်စဉ်လို့ခေါ်တယ်မှန်ပါနောက်တစ်ခုကျတော့ ကိုယ်ရင်တွေကအစိုးတရားတွေအသိပညာကိုစုပိတ်တတ်တဲ့တရားတွေကိုနူးနူးကြားကြားနဲ့တန်ရှင်းတော့အမြဲတမ်းလေ့ကျင့်ရမယ်။ဆိုတာဆိုတတိလေ့ကျင့်တတိကိုလေ့ကျင့်မွေးမြူရမယ်။ပညာကိုလေ့ကျင့်မွေးမြူရမယ်။တမန်ပြန်။တတိနဲ့သမစင်ညာအခုခေတ်ပြောနေ mindfulness mindfulness နဲ့ comprehension ကိုလေ့ကျင့်မွေးမြူရမယ်။တမန်ပြန်။အဲ့ဒီလေ့ကျင့်မွေးမြူတဲ့အကျင့်ကိုစာကရိယာနုယောဂလို့ခေါ်တယ်။ အဲ့ဒီပထမတအုပ်စုကဒီ၄ခုတမပါနော်စရဏ135ပါးဆိုတဲ့အထိမှာဒီဒီ၄ခုကပထမအုပ်စုတမပါဗျာသီလရယ်အင်းတွေကိုထိမ့်သိမ်းဆောက်ရှောက်မှုရယ်အစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းတာတည်မှုရယ်တမပါဗျာနောက်တစ်ခါနှုံနှိုးကြားကြားနဲ့ကိုယ်စိတ်တက်ကိုတန့်ရှင်းအောင်၄ချင်းချင်းရယ်တမပါဗျာအဲ့ဒီ၄ခုကစရဏတရားရဲ့ အခြေခံ၄ခုပဲတင်ပါဗျာပြည့်စုံရမယ့်ဟာတွေကဘာတွေတုံးဆိုင်အဲတတ္တရယ်ဟိရိယယ်ဩတ္တပယယ်တင်ပါဗျာနော်ဘဟုတုတယယ်တင်ပါဗျာဝိရိယယယ်တင်ပါဗျာတမာတိယယ်တင်ပါဗျာပညာယယ်ဆိုတယ်တင်ပါဗျာသူတော်ကောင်းတရား9ပါးလို့ခေါ်တယ်တင်ပါဗျာအဲ့ဒီသူတော်ကောင်းတရား9ပါးနောက်ပြီးတော့3 4ပါး3 5ပါးတင်ပါဗျာ ေါင်းလိုက်တဲ့အခါကျတော့ဆရဏ135ပါလို့အဲ့ဒါကြအစစ်မြင့်သွားပြီပေါ့တမထကျင့်စဉ်ကျင့်လို့ရတဲ့35ပါတင်ပါဗျအဲ့ဒါတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားဆိုပြီးတော့ဆရဏ135ပါလို့ဒီလိုခေါ်တယ်နော်ဝိစာ3ပါဆိုတာကတော့အတိတ်ဘဝကိုပြန်ပြီးတော့သိနိုင်တဲ့ပုပ္ပိနိဗ္ဗာန်နုတ္တိဝိစာစာအတိတ်ကိုအတိတ်ဘဝကိုပြန်သိတဲ့အတိတ်ဒိဗ္ဗစကုဆိုတာဘလောက်ဖဲဝေးกว่าဝေးกว่าဘလောက်ဖဲသေးသေး ဘလောက်ပဲဖုံးကွယ်ထားတာမြင်နိုင်စွာရှိတဲ့အမြင်တမန်အဲ့ဒါဝိစာတခုအော်နောက်ဆုံးကကိရိတာအတ္တဝရရင်းနေအကုန်ရှင်းနိုင်တာလေဝိစာတခုပဲတမန်ပေါင်းလိုက်တော့အလုံးသိပါလိမ့်မယ်ပုထိအာဆိုတာကြားဘူးတယ်မဟုတ်လားပုဆိုတာပုဝိနိဝတာအတိတ်ဘဝကိုသိနိုင်တာတမန်သီဆိုတာဒိဗ္ဗစကုဝိလန်နဲ့သိငယ်တဲ့ဖုံးကွယ်တဲ့အရာတွေကိုမြင်နိုင်တဲ့စွိုင်းတတိပေါ့ တာမမျက်စိနဲ့မမြင်တာတွေကိုသူမြင်လို့ရတယ်။တမန်ပါဗျာ။အာဆိုတာအတ္တဝိခယရှင်ထဲမှာရှိတယ်မပြတ်အစိုးတရားတွေဖြစ်နေတာတွေကိုရက်တန့်တော့လုံနိုင်တဲ့သွားရင်တတိပေါ့နော်။တမန်ပါဗျာ။ညံတစ်ခုပေါ့။အဲ့ဒီသုံးခုဝိဇ္ဇသုံးပါလို့ခေါ်တယ်။တမန်ပါဗျာ။ဖျားဖြစ်ပြီဆိုရင်အဲ့ဒီစရဏတရား15ပါးကျင့်ကြံကြိုးကိုအထုတ်ပြီးတော့ဝိဇ္ဇာညံသုံးပါးကိုရထားတယ်။ဒါကိုဝိဇ္ဇာရဏတံပတ်နောလို့ခေါ်တယ်။တမန်ပါဗျာ။ Eri iyi içen eşiyle. Demek